thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကရွှေကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးပြီးရန်ကုန်မှာစိုးဝင်းရောက်ရှိချိန်အငိမ့်စာပုံမှုချုပ်ချုံထုံးအောင်ပြစ်ခတ်ခံရမှုလုံခြုံရေးပေါ်ရမှုနဲ့တက်နေမှုများသတိပေးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတွင်းရွှေကောက်ပွဲကျင်းပဖို့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့အတွက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကတာဝန်ယူလိုက်ကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်စစ်ကောင်စီကအခုနှစ်ကုန်လာမယ့် င်ဘာလမှာရွှေကောက်ပွဲကျင်းပဖို့ရည်ရထားပြီးအဲ့ဒီလိုကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနေမြများနဲ့မှမြို့နယ်တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်တဲ့အထိပြန်လည်ရရှိဖို့ရှင်ရင်ဆွဲစစ်တပ်ထိန်းချုပ်ထားတဲ့နေမြများမှာအေဂျင်စွာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကဦးစီးဆောင်ရွက်ရမှာဖြစ်ကြောင်းသိရပါတယ်။ကာဆာထမှုတွေနဲ့စစ်တိုင်းမှုတွေပြည်내တိုင်းဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုမရှိစေဖို့လုံခြုံရေးအစီအမံတွေစပြီးလုပ်ခိုင်းနေပါပြီ။အဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကဒုတိယတက်ချုပ်ဖြစ်ပါတယ်။သူကလုံခြုံရေးဆိုင်ရာအကြီးအကဲ ကြည်ကျက်ကွက်ကဲမှာဖြစ်ပါတယ်မီလာစမ်းပိုင်းမှာလုပ်တဲ့စစ်ဘက်ဆိုင်ရာအစည်းအဝေးတွေနဲ့အရှက်ဖက်အစည်းအဝေးတွေမှာဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတာဝန်ယူလိုက်တယ်လို့သိရကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကကရင်ပြည်နယ်မြောက်ပိုင်းမြို့ကိုပြန်လည်ရရှိဖို့အောင်စရာစစ်ကြောင်းကိုဦးဆောင်ခဲ့ပူတော်လဲအဲ့ဒီအောင်စရာစစ်ကြောင်းမှာမြည်တိအောင်မြင်မှုမရှိပဲလက်ရှိမှာထိုင်းမြန်မာနယ်စပ်ရှိစစ်တပ်စခန်းများအလုံးကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပိုက်နေခြင်းကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးကိုတော်လိုင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့ခံရခြင်း များဖြစ်ပေါ်လျက်ရှိပါသည် တားအပြင်ရန်ကုန်မှာဒီကနေ့ဒုတိယစစ်ကောင်ဆောင်စိုးဝင်းရောက်ရှိနေခဲ့ပြီးအဲ့ဒီချင်းရန်ကုန်တိုင်းမရန်ကုန်မြို့နယ်မှာအငိမ့်စားပုံမှုချုပ်ချုံအောင်ပြစ်ခတ်ခံရကြောင်းအဲ့ဒီဖြစ်စဉ်အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့တပ်နယ်မှုတွေကိုလုံခြုံရေးပေါ်ရောက်မှုနဲ့တတိပိခံရကြောင်းဖြစ်စဉ်မှာဒူးလွန်သူတွေကိုမဖြစ်မနေဖမ်းဆီးဖော်ထုတ်ဖို့ဒုတိယစစ်ကောင်ဆောင်ကအမိန့်ပေးလာကြောင်းသိရပါတယ်။မနေ့ကရန်ကုန်မှာအငိမ့်စားပုံမှုချုပ်ချုံအောင်ပြစ်ခတ်လုံခြုံခံရချိန်မှာဒူးချုပ်ကညောင်နေပင်နဲ့ကဘာကြီးကိုကူးတန်းနေတဲ့အချိန်မှာလုံခြုံရေးပေါ်ရောက်မှုနဲ့တပ်နယ်မှုတွေတတိပိခံရတဲ့ပြစ်ခတ်လုံခြုံသူကိုမဖြစ်မနေရ ရှာဖွေဖန်ဆီးဖို့အမိန့်ပေးပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းညမြစ်တွေကဆိုပါတယ်။မနေ့ကအငင်းစားပုံမှုချုပ်ချုံအောင်ပြစ်ခတ်ခံရတဲ့နေရာပတ်ဝန်းကျင်နဲ့တခြားမှာ CCTV များနဲ့မြို့ပွဲများအတွက်ချိန်ဆက်ထားတဲ့ CCTV ဗီဒီယိုမှတ်တမ်းများကိုစစ်ဘက်ရင်ရလုံခြုံရေးဖွဲ့ဆိုင်ရာဖာနဲ့စစ်တပ်တပ်နေမှုတွေကလိုက်လံသိမ်းဆည်းနေကြောင်း CCTV မှတ်တမ်းများမှာတစဉ်ပြစ်ခတ်လုံခြုံသွားသူများကိုဖမ်းဆီးနိုင်ဖို့စုံစမ်းလျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တိုက်ပွဲမှာတည်ဆုံသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့နှာရည်အတွက်တပ်တွင်းအတူဖြင့်ငွေချင်းနေရတဲ့အကြောင်းတင်ဆက်ပေးပါ မယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှေ့တန်းတိုက်ပွဲမှာတည်ဆုံတဲ့အခါဂုံယူတင့်ကြောင့်တရင်မူတမမူတွေရဲ့အမျိုးသမီးတွေကမိသားစုဝင်တွေကိုပြောဆိုနေတာကြောင့်မိသားစုဝင်တွေကဒေါသထွက်နေကြသလိုနိုင်ရွတ်ကုံကြစိတ်ကိုတရင်မူတမှုကြော်တွေကပဲအတူနဲ့ငွေချေးပေးနေကြောင်း တက်မီတာစုတွေနဲ့နီးစပ်တဲ့သူတွေစီကတည်ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကရှီတန်းတိုက်ပွဲမှာတည်ဆောင်းသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ရဲ့နာရင်ကိုလာရောက်တဲ့တယင်းမှုကတော်နဲ့တမမှုကတော်တို့ကတိုက်ပွဲမှာစစ်တိုင်ရင်တည်ဆောင်းရတာမြင့်မြတ်ကြောင်းပြောဆိုသွားတယ်လို့ဆိုပါတယ်။တည်ဆောင်းသူစစ်သားမိသားစုဝင်တွေရဲ့ဆွေမျိုးနီးစပ်သူတယောက်ကနာရင်လို့တော့တမမှုကတော်တွေတယင်းမှုကတော်တွေလာတယ်လေလာပြီးတော့အခုလိုအောက်ခြေစစ်သားတွေပုံတွေကတိုက်ပွဲမှာကြာတာကမြင့်မြတ်တယ်ဆိုပြီးဂုံယူခိုင်းနေတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လေသူ့ကွဲမဲ့စကားတွေလည်းလာပြောတယ်လို့ဒေါသတကြီးနဲ့ပြောပါတယ်။ အကြဆုံးများနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ကောင်စီအကြီးအကဲတွေကနိုင်ရေးစည်းရည်တည်တံ့ပေးတာမျိုးမရှိကြောင်းလည်းသိရပါဗျ။တိုက်ပွဲမှာတည်ဆုံရင်တည်ဆုံသူစစ်ကောင်စီတပ်ဖွဲ့ဝင်တပ်မိသားစုဝင်တွေကတက်တွင်းနေအင်ကနေဖယ်ပြရတာဖြစ်ပြီးနိုင်ရေးစည်းမလောက်ငှားတဲ့အခါတက်တွင်းကဘုံမူကြီးတည်ရင်မှုနဲ့တက်မှမှုစနီးတဲ့တွေကအတိုးတစ်ဆယ်ချန်နဲ့ငွေချေးပေးနေရကြောင်းကိုလည်းတက်တွင်းနီးဆက်သူတယောက်ကပြောပါဗျ။နိုင်ရေးကူညီပေးတဲ့အခါမှာလည်းအချင်းချင်းတက်တွင်းကရှင်းနေမှုအရာကူငွေထည့်တာမျိုးရှိရဲ။ဒါပေမဲ့နိုင်ရေးလို့တော့မလုံလောက်တဲ့အခါငွေကလိုလာရောအဲ့ဒီအခါကတည်ရင်မှုကတော့ ော်တွေပြူဟာမှုကတော်တွေပိုကြီးတွေရဲ့မိမာတွေကအဲ့ဒီကြာဆုံးရဲဘော်နိုင်ရေးတွင်မိသားစုကိုငွေချေးတာတစ်စိတုံးနေအဲ့ဒီတော့သူတို့ graduate ချင်းရတဲ့အခါပြန်ဆက်ရတယ်အဲ့လိုပြန်ဆက်တော့ရတဲ့ graduate ချင်းကလည်းတိတ်မရှိတော့ဘူးတက်တွင်းကနေလည်းထွက်ပေးရတယ်တိုင်းသားတော်လိုင်းအဖွဲ့တွေပြည်သူ့ကာကွယ်တပ်ဖွဲ့တွေရဲ့ပူးပေါင်းဆက်စင်ရေးတွေကြောင့်2024တနှစ်တာအတွင်းမှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရှင်နေနေကြဆောင်တပ်ဖွဲ့ဝင်ပေါင်း14093ယောက်တည်ဆုံခဲ့ကြောင်းသိရပါတယ်အာနာသိန်းလေးနှစ်တာမှာစစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်နှစ်ခုဒါကစာဌာနချုပ်တစ်ခု စကခဌာနချုပ်၅ခုနှင့်စစ်ပြူဟာအခြေဆိုင်စကန်၆ခုတို့ပါဝင်စုစုပေါင်းအခြေဆိုင်ဌာနချုပ်စကန်193ခုကိုဆုံးရှုံးခဲ့ရပြီးတရင်အများပြားလည်းအင်အားကြီးနေနေတာလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်ရန်ကုန်မှာအငိမ့်စပုံမှုချုပ်ချုံအောင်ကိုပြတ်ခတ်ခံရမှုအတွက် CCTV မှတ်တမ်းများကိုစစ်ထောက်လိုင်းရေးကရရှိသွားပြီးပြစ်ခတ်သူတွေရဲ့လမ်းကြောင်းနဲ့နေရာတွေကိုအပူတပြင်းစုံစမ်းစစ်ဆေးနေကနေရာပေါင်းစုံမှာပုံစံပေါင်းစုံနဲ့ဌာနပေါင်းစုံကပူးပေါင်းထောက်လန်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်မှာအငိမ့်စားပုံမှုချုပ်ချုံထုံးအောင်ကိုပြစ်တက်ခံရမှုအတွက် CCTV မှတ်တမ်းတွေကိုစစ်ထောက်လိုင်းကရရှိသွားပြီးအပူတပြင်းစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေကြောင်းရဲဘက်နဲ့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်။မနေ့ကမနေ့ပိုင်းရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်အမှတ်၅ရပ်ကွယ်ရွှေနင်းစီချောင်းလမ်းမှာနေထိုင်တဲ့အငိမ့်စားပုံမှုချုပ်ချုံထုံးအောင်ပြစ်ခတ်ခံရလို့တည်ဆောင်ပြီး င်နောက်စစ်ကောင်စီက CCTV မှတ်တမ်းများအားလုံးလိုက်လံသိမ်းဆည်းခဲ့ကြောင်း၎င်း CCTV မှတ်တမ်းတွေနဲ့မှပြခတ်သူတချို့ရဲ့တပ်ပုံမှတ်တမ်းတွေနဲ့အဝင်ထွက်လမ်းတလျှောက်ကိုစစ်ကောင်စီရဲ့စစ်ထောက်လမ်းရင်းတွေကလိုက်လံစုံစမ်းနေကြောင်းသိရပါတယ်။ CCTV မှတ်တမ်းအလုံးကိုတော့ရနေပြီသူတို့ CCTV မှတ်တမ်းကိုလည်းဌာနပေါင်းစုံကိုလည်းဖြန့်နေတယ်အပူတပြင်းလိုက်နေတာကလည်းဌာနပေါင်းစုံလိုက်နေကြတယ်ပြစ်ခတ်သူကိုမိအောင်ဖမ်းဖို့ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကအမိန်ပေးတယ်သူရန်ကုန်ရောက်နေတဲ့ချိန်ဖြစ်သွားလို့ပို့ပြီးဖိအားပေးနေတယ်ဒီ case မမိရင်ရှာရူးပြုတ်အေးအေးခံရမယ်တနေမှုတွေရှာရူးကြီးတွေအများကြီးပဲလို့စစ်ဘက်သတင်းရင်းမြစ်တစ်ခုကဆိုပါတယ်ရန်ကုန်အခြေဆိုင် Golden Valley Warriors ကတော့စစ်ကောင်စီရဲ့အပူတပြင်းစုံစမ်းဖော်ထုတ်မှုတွေနဲ့ပတ်သက်ပြီးထူးထူးခြားခြားမှတ်ချက်ပေးဖို့မရှိကြောင်းဆိုပါတယ်ရန်ကုန်မှာယူကြည်ဖွဲ့ဝင် တအုပ်ကတော့ရှူကြီးဖွဲ့များအနေနဲ့မစ်ရှင်များကိုအကောင့်ထည့်ဖို့ရမှာပြင်ဆင်မှုများစွာနဲ့လှုပ်ဆောင်ခြင်းဖြစ်ပြီးစစ်ကောင်စီရဲ့စုံစမ်းဖော်ထုတ်မှုတွေအတွက်စိုးရိမ်စရာမရှိဘဲသက်ဆိုင်ရာရှဲပေါ်တွင်ဘီကင်းရရှောင်းနေရလူရှင်ကြီးကြောင့်တုံသက်ပြောဆိုပါရယ်မင်းကပြစ်ခတ်ခံရမှုကြောင့်တည်ဆုံသွားတဲ့အငိမ့်စားပုံမှုချုပ်ချုံထုံးအောင်ရနိုင်ကိုမေလ24ရက်နေ့နေ့လယ်12နာရီမင်္ဂလာလုံးစစ်တင်းဆိုင်မှာပြုလုပ်မှာဖြစ်ပြီးရက်လယ်ကိုမေလ28ရက်မှာပြုလုပ်မှာဖြစ်ကြောင်းနိုင်ကြီးကြီးညာချက်အရတည်ရပါရယ်ပြစ်သက်ခံရတဲ့အငိမ့်စားပုံမှုချုပ်ချုံထုံးအောင်ကနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှအန်တ Internet Security and Counterterrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းစစ်တပ်မှပုံမှုချုပ်ဗိုလ်ချုပ်ရာထူးဖြင့်အငိမ့်စားရှုခဲ့တော်တဲ့လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့နေစဉ်လူမဆန်မှုများစွာအတွက်စစ်ဘက်ဆိုင်ရာတင်ကြားပို့ချနေသူတွေကိုလည်းစည်ရင်းပြတ်မှတ်ဖြင့်တတ်မှတ်တုတ်တင်ခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ချုပ်ထုံးအောင်က ဘရူနိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံတာမတ်ဖြစ်ပါဆောင်ရွက်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ချိန်မှာစတင်ပြီးနေပြည်တော်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာအကြံဖတ် စစ်တပ်အရာရှိတွေကိုဇက်တိုင်းတင် जा ပို့ချနေသူဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။မင်းအောင်လိုင်းရဲ့အားထားသူတွေထဲမှာငိမ့်စားပို့ချုပ်ချိုးထုံးအောင်နဲ့ပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်မှာမင်္ဂလာလုံလီတဲ့စကမ်းမှာစစ်တပ်သိမ်းယူပို့ဆောင်ရေးလေးရင် MAF003 အထူးလေးရင်နဲ့စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနဲ့ထင်ရှားအရေးပါသူတွေကိုနေပြည်တော်စေပြခန္ဓာတပ်ဖို့မင်းအောင်လိုင်းကစီစဉ်ပေးခဲ့ကြောင်းဆိုပါလေးရင်ပေါ်မှာအင်းနီဝင်းတို့မိသားစုပါဝင်ပို့ချုပ်ချိုးထုံးအောင်လဲပါဝင်ခဲ့ကြောင်းသိရပါတယ်။ 2025တက်မတော်နေစည်းပြပွဲခန်းနာပြီးမလ28ရက်နေ့ပြီးတော့မရှန်ကုန်ပြန်လန်းကြောင်းအတွက်စစ်တပ်တင်ယူပို့ဆောင်ရေးလင်း MEF 0011အတူလင်းရင်နဲ့ဗိုလ်ချုပ်ချုပ်တုံးအောင်ပြန်လာခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်းက၎င်းအားကိုရတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့အကြံဉာဏ်တွေကိုရယူပြီးပြည်သူ့စစ်မဟာဗျူဟာကိုစစ်မှုထမ်းဖွဲ့ဝင်အားဖြင့်လှုပ်ဆောင်နေကြောင်းအဆိုပါဖွဲ့ရဲ့တိုင်းစင်ကောင်ဆောင်များမှဗိုလ်ချုပ်ချုပ်တုံးအောင်ပါဝင်ကြောင်းသိရပါတယ်။မင်းအောင်လိုင်းက2023ခုနှစ်ဇန်နဝါရီလတရက်နေ့မှာဗိုလ်ချုပ်ချုပ်တုံးအောင်ကိုသူကိုယ်တိုင်ဝနကြော်တင်ပွဲတစ်စိတ်ပြီးရခဲ့ပြီး ရွှေချင်းကစက်သားကိုပါဂုံပြူစုပြင်တပါတယ်ပြီးရခဲ့တာဖြစ်ကြောင်းသိရပါရရှင်။